ုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကိုစိတ်နှစ်ပါးဆွေလန်းချမ်းမြေကြပါစေလို့ကျွန်တော်စတောင်းမြေတားလေးပို့တာပေးပါတယ်ဒီကနေ့မှာကြတော့ကျွန်တော်တို့ဒီမှာအာဒီဇယ်နဲ့မောင်းနဲ့ကျွန်တော်တို့ဒီတလုံးပေါ့ခင်ဗျာနော်ဒီမှာတော့အပြင်ထိုင် AVR ပေါ့ခင်ဗျာနော်သူ့ရဲ့ AVR တော့ပါမိသားပေါ့လေတော်တော်ဇယ်မှာကျွန်တော်ကဒီ မှာဘက်တီအိုးပေါ့နော်စနက်ဖို့တွဲဖို့လေးကနေပြီးတော့ယူပြီးလို့ရှိရင်ကျွန်တော်တို့ဒီ amateur မှာအလဲဝင်ရိုးလေးမှာပေါ့နော် free coin ဒီအပြင်ကိုကျွန်တော်တို့ကအဲ status coin ပေါ့ခင်ဗျာနော်အလဲကကြတော့ free coin f1 f2 အဲဒီနေရာကိုကျွန်တော်ဘက်တီလေးနဲ့ပေးကြည့်တာတော့သူကမိအားမှာတိတ်မထွက်ဘူးငါဘူးလောက်ပဲထွက်တယ်ပေါ့နော်နောက်တစ်ချက်ကဒီကောင်ကျွန်တော်တို့အဲခဏလေးနော်ပူ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 ဖြစ်ဖို့များတယ်ပေါ့နော် ျွန်တော်စိတ်ထင်ဖို့လေဒါမန်ဂျင်မလည်းမှန်ပဲဗောနော်ကျွန်တော်ကဒါအတွေ့အကြုံလေးကိုပြန်လည်ပြီးတော့ညဝေပေးတာပါအဲ့တော့ကျွန်တော်ကပုံမှန်အနေထားအတိုင်းဗောနော်သူ့ရဲ့ဒီ AVR ကလာတဲ့အပေါင်းနှုတ်ဗောနော်ဒါအနေအောင်လေးကအပေါင်းအစိမ့်လေးကတော့အနှုတ်ပဲထားလိုက်ပေါ့ဗျာကျွန်တော်ဒီမှာထည့်လိုက်မယ်သဘောကနော်အဲ့တော့ဒီမှာထည့်လိုက်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ကဒီမှာဘတ်ဘားလေးတစ်ခုပါတယ်ဗောနော်ဒီနေရာလေးမှာဘတ်ဘားလေးတစ်ခုပါတယ်ဆိုတော့ဒီကောင်ကိုကျွန်တော်အနေနဲ့ ဒီအပြင်ပန်းလေးကိုကြည့်ရုံနဲ့ဆိုရင်ပေါ့နော်ကျွန်တော်ရအတွေ့အကြုံရဆိုရင်ဒါကျွန်တော်တို့စီးလီးပေါ့နော်ဥပမာအဖြစ်ဒီကတဲ့ဆိုရင်ကျွန်တော်တို့ကယူရဲ့အစပေါ့ခင်ဗျာနော်အပြင်အတွဲမှာသူက4ပိုးဆိုရင်ပေါ့အဲဒီလိုလေး4ပိုးဆိုရင်တဲနဲ့3လေးထုပ်ဆိုရင်အဲကျွန်တော်တို့ဒီတဲအထုပ်ကနေပြီးတော့နိုင်လက်တာတိုင်းပတ်ထားမယ်ပြီးရင်ကျွန်တော်တို့ကဒီဒုတိယအထုပ်မှာကြာတော့ကျွန်တော်တို့ကအာဘဲဘဲကိုပတ်ထားတယ်ပေါ့နော်အဲ့တော့တကယ်လို့ကျွန်တော်တို့ကခဏလေးနော် ဆိုတော့ကဒီအတွင်းကကွန်ကိုကျွန်တော်ပြောနေမယ်ဆိုရင်တချို့ဟိုဟာဒီသဘောမပေါက်မှာဆိုလို့ကျွန်တော်ဒီမှာပုံလေးဆွဲပြမယ်ပေါ့နော်ဒါပထမပိုးပေါ့1ပိုး2ပိုး3ပိုး4ပိုးအဲ့တော့ကျွန်တော်တို့ကဒီမှာတွေ့တဲ့ငုတ်ကလေးတွေတဲနဲဟုတ်တယ်နော်ဒီမှာနံပါတ်လေးနဲ့3 4ဆိုရင် တော့ဒီမှာငုတ်ကလေးတွေထားလိုက်မှာပေါ့1 2 3 4ပေါ့အဲ့တော့ကျွန်တော်ရဲ့ဒါကျွန်တော်ကခမန်းကြီးပေါ့နော်ဒါဝင်ရိုးလေးကကြာတော့2ပိုးပေါ့နော်ဒါ꽌မှာကြာတော့သူက4ပိုးတံတန်ပိုက်ရလဲပတ်ထားမယ်ပေါ့နော်ကျွန်တော်ထင်ယူချချေယူစားချေထင်မြင်ချေမားရလဲမားကောင်းမားနိုင်ပါတယ်အဲ့တော့ဒီလိုလေးအစပေါ့နော်အစအဲ့ဒီမှာအစုံအဲ့ဒီကအစုံဒီကအစုံကိုဒီမှာဝင်မယ် ပြီးလို့ရှိရင်ကျွန်တော်ထင်တဲ့ပုံစံကိုပေါ့နော်ဒီလိုလေးဒီလိုလေးသူ join ထားလိမ့်မယ်ဒါဆိုရင်ကျွန်တော်ကဒီမှာ나이လက်တိုင်ရဲ့ပုံမှန်အတိုင်းပြီးရင်나이လက်တိုင်ရဲ့စမ်းကျင်ဘက်ဒါကဒီဘက်ကိုသွားမယ်ပေါ့နော် and in is ဒါဆိုရင်ဒီမှာလည်းပဲကျွန်တော်တို့ဒါအစပေါ့ခင်ဗျာအဲလေးရလေတုံနေတော့နော်လက်တစ်ဖက်ကကင်မရာကိုက်ထောက်လို့တီးခံပေးပါခင်ဗျာနော်အဲဒါကကျွန်တော်တို့၄ခု၃ခုမြောက်ရဲ့အစ ပြရင်ဒီမှာလေးခုမြောက်ရဲ့အစုံကျွန်တော်ထင်ချင်းပေါ့နော်ထင်ပြထင်ချင်းထင်ကြည့်ပြတော့ပါဒီလိုလေးတကယ်လို့ဒါ तू ကအတွင်းမှာဒီလိုလေးစစ်ထားမယ်ဆိုရင်ကျွန်တော်က CD အနေနဲ့ဒါလေးနှစ်ခုကိုပေါင်းရင်လည်းပေါင်းလိုက်မယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းအာတကားတော့ကျွန်တော်ကတော့ CD လို့ပဲထင်မြင်ထင်ချထင်ဆချင်းယူထားတယ်ပေါ့နော်အေးအဲ့ဒါဆိုရင်ကျွန်တော်ကဒီကောင်ကိုမ join ဘူးဆိုရင်ဒီနှစ်ခုတက်ရမယ် เนาะကျွန်တော်ပြောလို့တာတိတ်နဲ့နဲ့တိတ်ရမယ်အဲပြီးရင်3နဲ့4တိတ်နေရမယ်ပေါ့เนาะကျွန်တော်ရဲ့ခိုင်ယူချက်ဒါမော်တာလေးမှာဆိုရင်4ပိုးကိုကျွန်တော်တို့ကအဲ2ပိုးကိုဖြတ်လိုက်လို့ရှိရင်ဒီလိုလေးကျိုးလေးစထွက်လာတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့ခုနဒီမှာကျွန်တော် ရေးလိုက်တာမှာသွားတယ်ပေါ့เนาะဒီမှာဆက်တွေ့တဲ့ပုံစံလေးကျွန်တော်လုပ်ပြအဲ့တော့ကျွန်တော်ကကွိုင်းကိုကောင်းမကောင်းစစ်စစ်တဲ့ခါမှာကျွန်တော်တို့ဒါလေးကိုဒါလေးကိုဖြုတ်လိုက်ရပါတယ်ခင်ဗျာเนาะဒီပတ်ပါလေးကျိုင်းထားတဲ့ဟာလေးကိုဖြုတ်လိုက်လို့ရှိရင်ဒီကဖြုတ်လိုက်လို့ရှိရင် အဲဒီလေးငုတ်ဒီကျွန်တော်တို့ကတင်းနဲ့နဲ့တင်းမယ်3နဲ့4 3 4မီတာအုပ်တိုင်းရင်တင်းမယ်တင်းနဲ့နဲ့အဲမီတာအုပ်တိုင်းရင်တင်းမယ်တကယ်လို့3နဲ့4ကိုလက်တိုင်းလို့စီရင်ဒီကောင်လေးအလုံးဆစ်သွယ်နေလို့မရဘူးပေါ့နော်အဲဒါမော်တာရဲ့အနေထားမှဆိုပြောရတယ်ဒိုင်နမိုရဲ့အနေထားမှလည်းတချို့ဒါမျိုးတွေရှိတယ်ပေါ့အခုဒါဆိုရင်ကျွန်တော်ကဒီကောင်ကို ဖြုတ်လိုက်ပြီကျွန်တော်ကဘာဖြစ်လို့ဒီကောင်ကိုဒီလိုမျိုးဖြစ်တယ်လို့ထင်မြင်ချက်ပေးလဲဆိုရင်ကျွန်တော်ဒီမှာတိုင်းမယ်ပေါ့နော်ဒါတင်းငုတ်နဲ့နင်းငုတ်တိုင်းမယ် အဲဒီမှာအုပ်ပြနေမယ်ပေါ့အဲ0.9 0.9အဲဒီမှာလည်းပဲကျွန်တော်တို့အုပ်ပြနေရမယ်အဲဒီကောင်ဒါကျွန်တော်ဖိထားတာမငြိမ်လို့ပေါ့နော်ကျွန်တော်ငြိမ်ငြိမ်လေးဖိကြည့်မယ်အဲ့တော့ငြိမ်ငြိမ်လေး၃ညတသမာ၈ဒီကောင်လည်းပြန်တိုက်မယ်အဲငြိမ်ငြိမ်လေး၃ညတသမာခေါ်နည်းနည်းပါးပါးယွင်းလာတော့ကိစ္စမရှိဘူးဒါဆိုရင်ကျွန်တော်ကဒီဟာလေးတွေ မှာတိုင်းတဲ့အခါမှာတင်းတဲ့နေ့ဒီတင်းတဲ့နေ့ဒီကျွန်တော်တို့ထင်မြင်ချင်းအတိုင်းဆိုရေပေါ့နော်သူကတင်းရမယ်ဒါတင်းတဲ့နေ့ပေါ့နော်ဒီမှာ3နဲ့4တက်တယ်တကယ်လို့ကျွန်တော်တို့ကနေ့နဲ့3နဲ့တိုင်းရမတက်ရဘူးဒါပေမဲ့သူကဒီမှာလာပြီးတော့တင်းနေတယ်ပေါ့နော်တင်းတာတမနေ့ဆိုပြီးပြနေတယ်ဆိုတော့ကျွန်တော်ကဒီကောင်ကိုဆော့ဖြစ်နေတယ်လို့ခံယူချက်ထားတာပေါ့နော်ဘာလို့အဲ့လိုမျိုးခံယူချက်ထားလဲဆိုရင်ကျွန်တော်ကဒီ free coin ကိုကျွန်တော် AVR မှာပုံမှန်လေးထုတ်လိုက်တယ် ပြီးရင်ကျွန်တော်ကဒီမှာ920ကျိုးလေးပြန်တက်ပြီးလို့ရှိရင်ဒီ920အထွက်ကိုကျွန်တော်ကဘက်ထရီနဲ့ဆက်ဆက်လေးခလိုက်တဲ့ခါမှာအင်ဂျင်ကပြီးတော့ထွင်းလာတယ်ပေါ့နော်အင်ဂျင်လုံးဝဥသွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကထင်မြင်ကြည့်ရဘလို့လဲဆိုတော့ဒီကစတေတာကွိုင်းကထွင်းလာတဲ့မီးအထွက်ဒီအာအဖွေနဲ့ဆော့ဖြစ်နေတဲ့တံတန်းဆော့ဖြစ်တဲ့တံတန်းပုံစံဖြစ်ပြီးလို့ရှိရင်အင်ဂျင်ကိုသူကလေးသွားစီတာဖြစ်ပါတယ်ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ဒီဟာလေး ဒီလိုလေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒါလေးထည့်ပြီးရတခါနဲ့စမ်းပြမယ်ပေါ့နော်။ဟုတ်ပြီအခုဒါဆိုရင်ကျွန်တော်ကဒီဘတ်ပါလေးကိုပြန်ပေါင်းလိုက်ပြီဒီမှာအနျူထရယ်ကျိုးလေးတို့ထင်ရတဲ့ဒီလိုက်ကျိုးလေးတပေတော့ကျွန်တော်ဖြုတ်ထားမယ်ပေါ့နော်။အနီကျိုးလေးတပေဖြုတ်လို့မရဘူး။နောက်ကမူလီကလိုက်လည်နေတယ်ပေါ့နော်။ဒါနောက်မှဖြည့်ရှင်းမယ်။လောလောဆယ်မှာကျွန်တော်တို့ကမြေကူများကိုစမ်းပြဖို့ဘလူလေးဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ကဘလူလေးဖြည့်ရှင်းရမယ်ပေါ့။အဲ့လိုလေး။အခုလောလောဆယ်မှာကျတော့ဒီတိုင်းမျိုးသုံးမရဘူးပေါ့နော်။ကျွန်တော်ထင်ရတော့ ုံးမရဘူး꽌ပြန်ပတ်မှာပဲရမယ်အနေထားပေါ့နော်အဲ꽌ပတ်ရင်ကျွန်တော်တို့ဘလူးပတ်နေဆိုတော့ပြန်လိုက်ပြီးတော့အဲတင်ပြပေးအောင်မယ်ပေါ့နော်လောလောဆယ်မှာကျွန်တော်အခုဒီတိုင်းထားလိုက်တယ်တကယ်လို့ဒီ꽌ကကောင်းနေတယ်ဆိုရင်ပေါ့နော်ဒါကျွန်တော်စတေတာ꽌ဖြစ်ရင်လည်းဖြစ်မယ်အမချာ꽌ဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်အဲ့တော့ free 꽌ဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်အလဲဝင်ယူဒီနောက်ခုမှကျွန်တော်အပြစ်ချင်းစာမယ်ပေါ့နော်ကျွန်တော်ဒီပုံတိုင်းလေးမှာတကယ်ဆိုရင်ကျွန်တော်ဒီနေရာဘက်ထီကျွေးလိုက်လို့ရှိရင်အနည်းဆုံးကျွန်တော်က50ကျော်သူမဟုတ်60ပို့ AC ဘုတ်ထည့်ပြနေရမှာဒါမှ join လိုက်တာတော့9.6ပဲထွက်တယ်ပေါ့နော်ဒီထွက်နေတယ်ဒါကတော့သူ့ရဲ့ AVR ပေါ့နော်ဒီမှာသူ့ရဲ့ AVR ဒါတော့မပျက်စီးလောက်ဘူးလို့တော့ command ထားပါတယ်နော်ပြီးွားရင်ကျွန်တော်ကဘာကို ready လုပ်ထားရမှာလဲဆိုရင်ဒီလိုလေးကျိုးကဲအခုဒီမှာဆိုရင်ကျွန်တော်တို့ဒီ engine ကို battery နဲ့ node တဲ့အတွက်ကျွန်တော်တို့ကသူ့ရဲ့စိတ်နှပေးမှာ engine မှာ battery လေးတွဲဖို့လေးကျွန်တော်တို့ကဒါလိုက်ရှာထားပြီးသားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအစွမ်းနာပြောသလိုပဲကျွန်တော် ဒီကဘောကိုဝလဲဝင်ယူ free coin ကိုမိချူရဲ့အနက်ဆုံး80ဘူး85 50ဒေါ်လာခွဲရမယ်ဟောသူကဒီမှာ9.6ပဲထွက်တယ်ပေါ့နော်အဲအခုကျွန်တော် AVR နဲ့အကုန်လုံးပြင်ဆင်လိုက်ပြီဒီမိအထွက်တပည့်တော့ကျွန်တော်ဖြုတ်ထားတယ်ပေါ့ဒီနေရာကိုကျွန်တော်ကဒါမိအထွက်ပေါ့နော်အဲ့နေရာကိုကျွန်တော်ကမိချူလိုက်လို့ရှိရင်ဒီမှာ12ဘူးနဲ့ကျွန်တော်ဒီလိုလေးစိတ်နိုးနေတော့မှဒီလိုလေးဆက်ဆက်လေးပေါ့နော်ကျွန်တော်လုတ်လုတ်ပြမယ်နမူနာလေးအဲဒီလိုလေးဆက်ဆက်လေးကျွန်တော်ခန့်လိုက်လို့ရှိရင်သူကအဲတကယ်လို့ AVR ပါညာ ဒါနမူကောင်းတယ်ဆိုရင်သူကမီးထွက်မယ်ပေါ့နော်ဒီမှာကျတော့မီးတော့ထွက်တယ်အင်ဂျင်ကိုလေးလံသွားစီတယ်ပေါ့ဒါဆိုရင်ကျွန်တော်ခံမှန်းတဲ့အနေထားအထွက်မှာဒီမီးအထွက်မှာပေါ့ဒါမှမဟုတ်ကွိုင်းမှာသူကတန်းဆော့ဝင်နေတယ်ပေါ့နော်အဲအဲ့လိုမျိုးကျွန်တော်စောနာပြောသူလိုပဲ CD ဆိုရင်သူကတိတ်နဲ့တိုင်းရင်တိတ်မယ်ဒါဆိုရင်အပြောဆော့ပြီးကျွန်တော်တို့ဒီမှာဆင်နိုးရအောင်ဒီကလေးပါကိုကျွန်တော်တင်လိုက်မယ်ပြီးရင်ကျွန်တော်ဆင်နိုးမယ်ပေါ့နော်ခဏလေး okay ဒါဆိုရင်အခုဒါကျွန်တော်စင်နှုတ်ဖို့ ready လက်ဖြစ်နေပြီကျွန်တော်မိချူဖို့လည်း ready ဖြစ်နေပြီပေါ့နော် အဲ့တော့စင်ဆာနူးလိုက်လို့ရှိရင်သူအင်ဂျင်ကပုံမှန်သူ့ရဲ့အနေထားလေးလက်ပတ်နေမှာပေါ့နော်။ဒါကြောင့်ကျွန်တော်ကမီးထွင်းအောင်ခြူလိုက်လို့ရှိရင်မီးကထွင်းလာပြီလို့ရှိရင်ထွင်းလာတဲ့မီးကသူ့ဟာသူပြပြီးတော့ short ချနေတဲ့အတွက်အင်ဂျင်ကိုဝန်လေးသွားစေတဲ့အနေထားလေးကိုကျွန်တော်ကဆန်းပြမယ်ပေါ့နော်။အနည်းငယ်တော့နားကြီးမယ်ကျွန်တော်ပြောတဲ့အတိုင်းကြားချင်မှာဒါကျွန်တော်ဆင့်နိုးမယ်ပေါ့နော်။တင်းနေ၃ ဒီပုံမှန်လေးရဲ့အနေထားတော့အဲ့တော့ကျွန်တော်ပြချင်တယ်ဒီ scenario စီးတူအောင်ကျွန်တော်တို့ဒီကေမော်လေးတော့တွေ့ရတယ်နော်အဲဒီနေထားလေးကကြတော့ကျွန်တော်တို့ကမီးကခြူလိုက်တာနဲ့မီးထွက်လာတယ်ကျွန်တော်အင်ဂျင်နာမှာဆိုလို့စက်ချင်းရလိုက်တယ်ပေါ့နော် အင်ဂျင်ကိုဝန်လေးသွားစီတယ်စစ်တစ်ခုလုံးတုံခါသွားစီတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအဲမီးရဲ့အထွေပင်မှာအာကျွန်တော်တို့တနေရာမှာဆော့ဖြစ်နေတယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဒီဒိုင်နမိုကိုဖြုတ်ကြည့်မှပဲရမယ်ဒိုင်နမိုကိုဖြုတ်တဲ့ခါမှာကျွန်တော်တို့ကဒါလေးတွေအကုန်လုံးဖြုတ်ရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကလပ်ပြင်းတဲ့ customer ကိုကျွန်တော်တို့ကပြန်ပြီးတော့ပြောရအောင်မယ်ပေါ့နော်အဲသူပြင်လားမပြင်လားအဲ့လိုမျိုးတွေရှိတယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့ကဒါချင်းချင်းတော့ပြင်လို့မရသေးဘူးပေါ့နော်အခုလောလောဆယ်မှာကြတော့ကျွန်တော်အစွမ်းနာစမ်းပြတယ်လို့ပဲအင်ဂျင်ရဲ့အဲဝန်လေးသွားစီတာရဲ့ကျွန်တော်တို့တောက်ခါမှုတွေဖြစ်တာရဲ့အဲ့ဒါတွေကကြတော့ကျွန်တော်တို့ဆော့ဖြစ်နေတဲ့အနေထားပေါ့နော်ဝိုင်ယာအထွေမှာ꽌ဆော့ဖြစ်နေတဲ့အနေထားပေါ့ဗျာဒါကကြတော့အင်ဂျင်လောက်ထားတဲ့အနေထားလေးအဲဒီနေရာလေးတွေဆိုရင်ကျွန်တော်ဒီကာဝပြင်မယ်ဆိုရင်ကာဘာလေးတွေအကုန်လုံးဖြုတ်ရတယ်ပေါ့နော်ဒီမှာအိုက်ဇောပိုက်ရှိတယ်အိုက်ဇောပိုက်နဲ့ဒီအဖုံးနဲ့ တခါတည်းတွဲထားတယ်ဆိုတော့ကျွန်တော်အကုန်လုံးဖြုတ်ရတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီအားလေးကိုပြင်ပြကျွန်တော်တို့ပြန်လည်ပြီးတော့တင်ပြပေးပါဦးမယ်။ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို like and share လေးပြုလုပ်ပေးကြပါဦးနော်။ channel တင်တယ်ဆိုရင်ပေါ့လေ။ဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဒီမျှနဲ့ပဲရက်ခွဲပြပါခင်ဗျာနော်။အားလုံးပဲဆွေလန်းချမ်းမြေကြပါစေ။